ဘုံတို့3မိနစ်လောက်တရားထိုင်3မိနစ်လောက်တရားထိုင်တရားထိုင်ပုံထိုင်နည်းလေးကိုဘုံအရင်ဆုံးပြောပြပရမဆုံးဝင်လေထွက်လေဇာတနာနာရှူဆိုင်ပါ slow and deep breathing ဇာတနာနာရှူဆိုင်ပါ3မိနစ်ဘာဖြစ်လို့3မိနစ်ထိုင်လို့ဆိုတော့အလုတ်ခွင်မှာတရားထိုင်စေချင်တယ်အကြိုက်တရားထိုင်ရင်ရိတ်တာမှမထိုင်လို့ရမယ်အဲ့လိုထင်ထင်မှကြောက် အယိတ်တာထိရောက်သွားနိုင်တဲ့ပုဂ္ဂိုလ်ကတော့ဒါတော့ပြောစရာမလိုတော့အတိုင်းထက်အလုံးယိတ်တာထိမသွားနိုင်လည်းပဲအလုံးမှာသုံးနည်းကတော့ရတယ်ဘုံမတီတိုင်းပဲတစ်ခါတစ်ခါဟိုကျောင်းမှာတရားထိုင်ခြင်းမရှိဘူးကားပေါ်မှာပဲတရားထိုင်တယ်လင်းပေါ်မှာတရားထိုင်တယ်လူတွေကိုစောင့်နေတရားထိုင်တစ်ခါတစ်ခါအစည်းအဝေးခမ်းမှာတော့ conference နေတယ်နေမှာ၃မိနစ်၄မိနစ်တော့ဒီတိုင်းထိုင်ပြီးတော့ ဝင်လေထွက်လေကိုကြီးလိုက်တယ်ခန္ဓာကိုယ်ကပင်မနေတယ်တင်းနေတယ်ဆိုရင်အဲတင်းနေတဲ့ခန္ဓာကိုပင်မနေတဲ့ခန္ဓာကိုမိမိရဲ့တူဦးဒီသောရင်သွေးလိုသဘောထားပြီးတော့မေတ္တာစိတ်နဲ့ကိယုဏစိတ်နဲ့ပွေဖက်လိုက်တယ်သူနဲ့ရံမဖြစ်ဘူးသူနဲ့ရံမဖြစ်ဘူးဟိုပင်မနေတဲ့ခန္ဓာကိုသူလန်းဆန်းသွားအောင်အမ်ပါတော့ 100ဆိုတာဘာရောဟိုကအဲ့ဒီတောက်တဲ့ဟာတွေလေဟမ်အေးအဲ့ဒီဟာတွေတောက်တာတောက်တာကအမ်အပြင်ကအပြင်က chemical တွေနဲ့အပြင်ကဓာတုပိတာတွေနဲ့ဒီခန္ဓာကိုဒီခန္ဓာကိုထဲမှာပြုတ်ခန္ဓာကိုပြည့်ပြင်ပြောင်းလဲအောင်လုပ်တာအဲ့ဒါကအတိုင်းအတာတစ်ခုဒီပဲရတယ် စိတ်ကအဲ့ဒီပင်မမှုကိုတိုက်ခိုက်နေတော့မယ် resist လုပ်နေတော့ fighting လုပ်နေတယ်အခုဟာကြတော့စိတ်ကဒီပင်မနေတဲ့ခန္ဓာကိုယ်နဲ့ရံမဖြစ်ဖို့ fight မလုပ်ဖို့ fight လုပ်မဲ့စားသူ့ကို making လို့ပွေဖက်ပြီးတော့အားပေးဖို့ပင်မနာနားလဲတယ် ပင်မနေသလားပင်မနာနားလေတယ်အဲ့ဒီမေတ္တာစိတ်လေးနဲ့ဝင်နေထွက်လေရှိကောင်းကြိုက်တယ်ဆိုရင်ကောင်းကြိုက်နေသလားကောင်းကြိုက်တာလေးကိုကြည့်ပြီးတော့ကောင်းကြိုက်တာပျောက်သွားဆိုပြီးတော့ဟိုကောင်းကြိုက်တာကိုမောင်းထုတ်တဲ့စိတ်ဖြစ်ရင်အဲ့နေရာမှာကောင်းကြိုက်တာနဲ့ရံဖြစ်နေအဲ့လိုမျိုးနဲ့ကောင်းကြိုက်တာကိုလက်ခံတဲ့စိတ်တရားမှတ်တယ်ဆိုတာလက်ခံတာကိုပြောတယ်ဒေါသဖြစ်ဒေါသဖြစ်တဲ့မှတ်ဆိုအဲ့ဒါလက်ခံတာကိုပြောတယ် အဲ့တော့ဒါလည်းပဲကောင်းကင်တောင်မှတ်ခဲ့ကောင်းကင်နေတယ်ကောင်းကင်နေကောင်းကင်လက်ခံခိုင်းတယ်ဒီလက်ခံတဲ့နေရာမှာရိုးရိုးအမှတ်နဲ့လက်ခံတာမဟုတ်ပဲနဲ့ဂယုဏဆိုတဲ့ compassion နဲ့လက်ခံအဲ့ဒါလေးစိတ်ကမြစ်စိတ်ကဟိုပြေးတိပြေး restless ဖြစ်တယ်ဆိုရင်အဲ့ဒီဟိုပြေးတိပြေးနေတဲ့စိတ်အဲ့ဒီစိတ်ကိုလည်းပဲမိမိရဲ့တူဦးသောရင်သွေးက ကနာမငြိမ်ဘူးပုတ်ပြဲတိပြပြေးနေတယ်အဲ့ဒီကလေးနဲ့ရံမဖြစ်ဘူးအဲ့ဒီကလေးကိုလည်းပဲလိလိရှုမထားနဲ့ fight or flight မလုပ်နိုင်သူပါလောက်မှာတော့ဆိုသူ့ကိုမေတ္တာနဲ့ကြီးပြီးတော့ဟိုနဲ့နားလည်ပေးပါ accept လုပ် accept လုပ်စိတ်ထဲမှာမကျင်တတ်တာလည်းဖြစ်ပေါ်တယ်အဲ့မကျင်တတ်တဲ့စိတ်လေးကိုလည်းပဲ မိမိရဲ့တူဥတီသောရင်သွေးလိုပွေပိုက်ပြီးတော့အားပေးပါ။ဘာဖြစ်နေရတော့စိတ်ဆိုးနေသလား။ It's okay, it's okay. မပူနဲ့။အဲ့တော့အားပေးတဲ့ပုံစံမျိုးမိခင်ကတူဥတီသောသားကိုအားပေးတဲ့ပုံစံအဲ့လိုပုံစံမျိုးစိတ်ထားပြီးတော့တရားထိုင်ပါ။အဲ့ဒီစိတ်နဲ့အဲ့ဒီ ကယုဏစိတ်နဲ့တရားထိုင်တယ်ဆိုရင်အဲ3မိနစ်ကအများကြီးတန်ဖို့ရှိတယ်။အများကြီးတန်ဖို့ရှိတယ်။ဒီနေ့အလုတ်လုတ်တဲ့နေ့ဆိုတော့ခန္ဓာကိုပင်ပန်းတဲ့ပုံကိုယ်တွေပဲများတယ်။အလုတ်ကနေလာတဲ့ပုံကိုယ်တွေခန္ဓာကိုပင်ပန်းတယ်။အဲ့တော့ခန္ဓာကိုပရမဆုံးအဲ့ဒါလေးနဲ့ကြည့်။ဘုံမောလဲကားစည်းလိုက်ဆိုတော့ဒီမှာညောင်းတယ်။အဲ့ဒါလေးကိုတတိနဲ့ကယုဏနဲ့ကြည့်ပေးမယ်။ mindful compassionate ဒီပင်ပန်းနေတဲ့ခန္ဓာကိုကြည့် သူနဲ့ယံမဖြစ်အဓိကယံဖြစ်တယ်ဆိုရင်ဒေါသသူနဲ့ယံမဖြစ်ဘူးယံဖြစ်မဲ့အစားဘာလို့အတုံးကြည့်တော့ဂယုဏအတုံးကြည့်တယ်ဂယုဏအတုံးကြည့်ပြီးတော့ကြည့်တယ်ဂယုဏနဲ့သူ့ကိုလက်ခံခန္ဓာကိုယ်ရောဝေဒနာကိုယ်ရောကိုယ်တွေးတည်တွေးတဲ့စိတ်ကိုယ်ရောစိတ်ခံစားမှု emotion တွေကိုယ်ရောအကုန်လုံးကိုဒီ၃မိနစ်အတွင်းမှာဖြစ်ပေါ်လာတဲ့ ရာတွေအားလုံး mindful compassion တတိဥဆောင်တဲ့ကယုဏနဲ့ကြည့်ပေးပါဝင်လေထွက်လေကိုလည်းပဲစဉ်းစားမှရှုရှာ3မိနစ်တရားထိုင်မယ်9နာရီထိုးတော့3မိနစ်တရားချက်ချက်နဲ့တက်ရှိရှိပါ တက်ရှိဆိုင်ပါခန္ဓာကိုယ်ကိုလျှော့ထားပါအကျော်တွေကြွက်သားတွေလျှော့ထားပါစိတ်မငြိမ်နဲ့တမာတိမဖြစ်တဲ့ကိစ္စမရှိဘူးတမာတိမဖြစ်တဲ့စိတ်နဲ့သွားရမဖြစ်နဲ့တမာတိမဖြစ်တံမဖြစ်ဘူးလို့သိရင်အဲ့ဒါတရားထိုင်ရရောက်ပါပြီတရားဖြစ်ပါ 那那想想管理团队是什么地方？ ချိန်၃မိနစ်ပြီပါပြီဒီနေ့ဟောတဲ့တရားဒီနေ့၃မိနစ်ကြင်ကြံလိုက်တဲ့တရားကိုအချင်းချုပ်မယ်ဆိုရင်နေစဉ်နေစဉ်တွေးကြုံရတဲ့စိတ်ဒုက္ခစိတ်ခံစားမှုစိတ်တန်ရာတန်ချက်စိတ်ပြည့်စုံစိတ်ညစ်မှုအဲ့ဒါတွေကို ဖွဲ့ပြေးမြက်ဖွဲ့ပြေးမဲ့အစားသူတို့ရှိနေတာကိုသိလိုက်ပါသူတို့ဖြစ်တယ်ဆိုရင်ဖြစ်တယ်သိလိုက်ပါလက်ခံလိုက်ပါအဲ့ဒါကို self awareness လို့ခေါ်တယ်မိမိတဏ္ဍာမှာဖြစ်နေတဲ့အဲ့ဒီ negative emotion တွေသိတော့ self awareness ခေါ်တယ်တခြားလူတွေစီမှာဖြစ်တာကိုသိတာကြတော့ social awareness လို့ခေါ် ကိုယ်စိတ်ကိုတီးတာနဲ့သူတို့ဘာစိတ်ကိုတီးတာအဲ့ဒါကိုပြောတာအဲ့ဒါကြတော့တတိတော့တတိတရားအဲ့ဒီနောက်တစ်ဆင့်ကတော့ self regulation self regulation ကတော့အဲ့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေမေတ္တာပဲရောက်သွား၊ဂုဏပဲရောက်သွား။ဝိရိယလေးစိုက်ပြီးတော့အားစိုက်ပြီးတော့တွန်းပို့ပေးတာဖြစ်ပါတယ်။ self regulation နှစ်ခုပဲ self awareness နဲ့ self regulation ပါဠိလိုပြောရင်တော့ self awareness ကတတိ self regulation ကတံပစင်နဲ့ကရုဏာဖြာနာပေးတာများအားလုံးတတိပဋ္ဌာန်အခြေခံနဲ့ဖြစ်မှုစုတရားကိုဒီနေ့တည်းဒီနေ့ကျင့်ကြံနိုင်ပြီးသက္ကနာ စိတ်ဖြစ်မှုတွေစိတ်ညစ်မှုတွေစိတ်တန်တန်ချက်တွေပျောက်ကင်းနိုင်ပြီးကြောရှင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတက္ကနာကိုတွင်ကိုပအိမ်တွင်အိမ်ပပြည်တွင်ပြည်ပအစင်းမြင့်မြင့်သာသနာပြုနိုင်ကြပါစေ။